အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football light ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလဲပါတယ်ကောင်းမွန်သောနေလီနေဖြစ်ပါစေဒီနေရာကနေပြီးတော့စွန်ပွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗောနောအဲလက်ရှိမှာဒါကျွန်တော်တို့လုပ်ငန်းစဉ်ကိုယုံကြည်ပါ trust the process အကြောင်းကျွန်တော်နည်းနည်းလေးပြောအောင် ဲ့တော့လက်ရှိအချိန်မှာပြောရမယ်ဆိုရင်အာဆင်နယ်အသင်းကဒါပရီးမီးယားလိမှာသူ့ဘာသူတိုင်ပတ်နေခဲ့ပေမဲ့ချန်ပီယံလိမှာတော်တော်လေးကိုလှုပ်ဖြစ်နေခဲ့တယ်။ဒါရီယယ်မက်ဒရစ်လိုအသင်းမျိုးကိုဒါကျွန်တော်အိမ်ကွင်းမှာ3-0ဆိုတဲ့ရလဒ်နဲ့တကယ်ကိုဒါ discipline ရှိရှိဒါကျွန်တော်အသင်းသင်းနဲ့လှုပ်ပြသွားခဲ့တာကိုအင်မတန်မှချီချူရမယ်ဒါအနေထားတစ်ခုဆိုတော့လုံးဝပြောစရာမလိုဘူးလို့ကျွန်တော်အနေနဲ့ပြောပြရစီအဲ့တော့လက်ရှိမှာဒါဒီပွဲမိကိုအခုလက်ရှိမှာကျွန်တော်မျက်စိထဲမှာမြင်နေပါတယ်ဗျာဒီပွဲမိကိုပြန်သွားတဲ့ကိုချိုင်းတိောက်ဘလောက်တောင်ပြောင်းနေမလဲဆိုတာကကျွန်တော်မျက်စိထဲမြင်မိပါအဲ့တော့တကယ်တမ်းပြောမယ်ဆိုဒါပါပဲ အသင်းတသင်းကလက်ရှိမှာဒါကျွန်တော်တို့တခါကြရင်ဗျဟိုသူ့ဟာသူပြည်တွင်းလီမှာလာတိုင်ပတ်ပေမဲ့ဒါကျွန်တော်တပွဲတို့လီတွေမှာအဆင်ပြေဖို့အတွက်ကြိုးစားရမှာဆိုတော့အမှန်ပဲเนาะတခါကြရင်ခုနကပြောလို့ပဲ ဒီနေ့ပွဲစမှာကြည့်မယ်ဆို Arsenal သင်းနေတာ make shift လုပ်သွားတာလေအများကြီးရှိတယ်။တစ်ဖက်ကတော့ကျွန်တော်တို့တကယ်ကို quality level next level တွေရှိနေတဲ့ကျွန်တော်တိုက်စစ်ကစားသမားတွေဖြစ်တဲ့ Kylian Mbappe, Rodrigo, Vinicius Junior တို့ကိုကြော်ဖြတ်ပြပြီးတော့ Marino လို့ကစားသမားမျိုးကကိုးသွင်းပြီးတော့ဒါလုတ်ပြသွားတော့ကြည့်မယ်ဆိုဒါတစ်ခါကျရင်ဗျတစ်ခါကျရင်ခုနပြောလို့ပဲဟိုကျွန်တော်တို့ဟိုငွေလေးကလေးကစကလုံးတစ်ခုပေါ့နော် teamwork always be or hard work always be talent ပေါ့နော်အဲ့တော့ပြောချင်တာ လက်ရှိမှာဗီနီတို့ဒါကျွန်တော်တို့ကီလင်အမ်ပါပြီးတော့ရူဒီကိုတဲ့တဲလန်ကကပောက်မှာအကောင်းဆုံးတဲလန်နေဖြစ်တယ်။ maybe ကပောက်မှာအကောင်းဆုံးသောအစုဖွဲ့တွေကတခုဖြစ်ရင်ဖြစ်မယ်။ဒါပေမဲ့တခါကြရင်ဗျာဒါကျွန်တော်တို့တဲလန်ကြီးပဲကဘောလုံးတစ်ပွဲကိုနိုင်တယ်လို့ပြောလို့မရတဲ့အောင်မှာပါတယ်။ဒါကိုပြောလို့ခုနက real budget အတင်းတဲ့ခုလက်ရှိမှာဒါကျွန်တော်ကာလိုအန်ဆယ်လော်တီပြင်တခြားသောနီးပြတယောက်ကောင်းကောင်းရောက်လာမယ်ဆိုတော့တပြိုးတပြုံပြောင်းသွားနိုင်တယ်။အခုလက်ရှိမှာလက်ရှိဒီနေ့ဒါကျွန်တော်တို့ real budget နဲ့ကျွန်တော် arsenal ပွဲစဉ်ကိုကျွန်တော်ဒါအကြည့်ခဲ့ပြီးနောက်ပိုင်းမှာကျွန်တော်ကောင်းတဲ့မှာတွေးခဲ့တာ arsenal အသင်းကကစားသမားတယောက်ချင်းစီတိုင်းရင် တယောက်ချင်းစီ ability ကိုညှိယူတာတဲ့ဆိုအဲ့ဒီ ability ကိုညှိယူတဲ့ကျွန်တော်တို့ဒါထွက်လာတဲ့ product ကို teamwork ကိုတုံးခိုင်းတာများတယ်ဥပမာကျွန်တော်တို့ဒါ ဒက်ကလန်ရိုက်ဆိုရင်ဒီတိပွဲစမှာဒါကတော့သူ့ရဲ့ individual performance ရာဆိုဆောက်ရမ်း brilliant ဖြစ်တယ်ဥပမာ defensive midfield CR မှာဒါကျွန်တော် Thomas Partey နဲ့ချိတ်ဆက်ပြီးဆော့တော့တာတော်တော်လေးကိုဒါကျွန်တော်ပျောင်မြောက်လာတဲ့အနေထားမှာရှိတယ်ဒါပေမဲ့ခုနကပြောလို့ဒါပေမဲ့ individual အဲ့ဒါကိုအဲ့လိုမျိုးဒါကျွန်တော်တင်းမော့ကြီးမှာဆော့လို့ individual brilliance ကြီးပျောက်သွားတာဆို individual brilliance ကြီးလည်းပျောက်သွားတဲ့အနေထားမှာမရှိဘူး individual brilliance မှာတကယ်ကိုဆောက်ရမ်းကောင်းတဲ့အနေထားမှာရှိတယ်ခုနကပြောလို့ တကယ်ကတော့အသင်းလိုက်တိုမက်စ်ပါတီနဲ့ချိတ်ဆက်ပြီးစောရနေရမှာလေတကယ်ကို next level stuff တွေကိုမြင်ခဲ့ရတဲ့ပြင်ကို individual brilliant သူ့ရဲ့ဒါကျွန်တော် signature free kick တွေကိုစာပြီးမြင်ခဲ့ရတယ်လက်ရှိမှာဒါကျွန်တော်တို့ champion league မှာဒါကျွန်တော်တို့ direct free kick နှလုံးစတိုက်သွင်းနေဒါကျွန်တော်တို့ကစားသမားတစ်ယောက်အနေနဲ့လေဒါမှတ်တမ်းတင်သွားခဲ့ရတယ်မှာပါတယ်တကယ်လက်ထိုက်တယ်အဲ့တော့ လက်ရှိမှာအာဆုံအသင်းကိုတော့ကျွန်တော်တို့အာတိတကိုတော့ဝေဖန်တဲ့လူတွေတော်တော်လေးကိုများရတယ်မှာပါအခုလည်း of course ခုနပြောသူပဲအသင်းကအောင်မြင်တယ်လက်ရှိမှာအသင်းကငွေလဲဒါတန်း900လောက်သုံးထားကြအောင်လူတော်များလည်းအောင်မြင်ခြင်းတယ်ဒါခုနပြောသူ supply မြင်တယ်အောင်မြင်တယ်ဆိုတဲ့နောက်မှာဒါကျွန်တော်ခုနပြောသူ supply လို့ခြင်းတယ်ဘာလို့လဲဆိုတော့ခုနပြောဒါကြီးရဲ့ feeling ခုနပြောကျွန်တော်ဒါကိုယ့်အသင်းနဲ့ခမောက်အသင်းနဲ့နှိုင်းတာမှုမြင်ခမောက်အသင်းနဲ့ဒါလက်ရှိမှာကျွန်တော်အဲ့ feeling တကူရတယ်အာဆုံအသင်းနဲ့အောင်မြင်ခြင်းတယ်ဆိုတဲ့နောက်မှာရှယ်ရှယ်လေးလေးမဖြစ်ရှင် သိလားကျွန်တော်ပြောတာငါတို့လက်စုပ်လက်ကင်တစ်ခုလက်ရှိမှာဒါခုနပြောဆိုငါတို့ဘာရနိုင်လဲဆိုတဲ့ဥစ္စာတစ်ခုကိုအာစနယ်ပြိတ္တတွေလိုချင်တယ်ဖြစ်နိုင်မယ်ဆိုတော့အကြီးဆုံးအရာတော့လိုချင်တာကြီးပဲချန်ပီယံလိလိုဒီမှာပဲခုနပြောလို့ယူချင်တာပဲခုနပြောခမမယူချင်မဲနေမှာချန်ပီယံလိဆိုတော့ဖလားကဘာပေါ်မှာ prestigious ဖြစ်ဆုံးဖလားရတဲ့ကတစ်ခုဖြစ်တယ်တကယ်ကိုအင်မတန်မှဒါအရေးပါဆုံးဖလားရတဲ့ကတစ်ခုဖြစ်တယ်ချန်ပီယံလိဘယ် Arsenal fan မှမလိုချင်ဆိုတာမရှိဘူးယူချင်မှာပဲ အရှိရှိလေခုနပေါ်သပဲအောင်မြင်မှုရဲ့နောက်မှာဥမြင့်မအောင်မဟုတ်ပါဘူးအောင်မြင်မှုရဲ့နောက်မှာဒါကျွန်တော်တို့စုဖလားကအော်တိုလိုက်ရဘူးကြည်ကြဘူးလက်ရှိမှာအာတေတာမှာလူနဲ့ပြတ်တာလေးရဒါပဲလို့ဒါခုတော့အသင်းလိုက်ပြန်ကြည့်ပါခုလက်ရှိမှာ Real Madrid လို့ဒါအသင်းမျိုးကိုခြေစဉ်စုလို့အသင်းမျိုးကိုတော့လက်ရှိမှာ3-0ဆိုတဲ့ရလနဲ့ trash လောက်ပြထားတဲ့အသင်းတသင်းဒါပေမဲ့အဲ့ဒီနောက်ကခုနကပေါ့ဒီအသင်းခုနကလက်ရှိမှာဗျာအာစတောအသင်းခုလက်ရှိမှာစာကာမာတင်နယ်လီခုနက Declan Rice တို့ပြောပြီးဆိုရင်ဒီနောက်မှာဖလားပါလာဖို့ရေးကြည့်တယ် လက်ရှိကျွန်တော်တို့ဒါဥမာခုနပြောကျွန်တော်တင်တဲ့နှိုင်းကောင်းမနှိုင်းကောင်းလို့ပြောတာမှမဲ့လက်ရှိမှာကျွန်တော်စပါတင်ကြည့်တော့ဟာတကယ်ကိုပြောဆွန်ဟောင်းမင်ဟယ်ရီကင်းအဲရစ်ဆန်ဒဲလီအလီစောက်ရမ်းမိုက်တဲ့ဥစားတွေရှိခဲ့တယ်ဘာမှလက်ဖလားဘာပြတ်တာမရှိကျွန်တော်ဥမာကျွန်တော်ကတကယ်ဖျားဆုဘာမှပြတ်ကြမရှိဘူးအောင်မြင်တဲ့ moment ဆိုတာလေးပဲရှိတာဘာမှမရှိဘူး ဒီတိုင်းအာစနိုမဖြစ်ဘူးကအရေးကြီးဆုံးပဲအာစနိုသင်ဖြစ်မယ်လို့ကျွန်တော်မထင်အာစနိုသင်ဒီခုနပြောဆိုမနီမကန့်ကျွန်တော်မနီမမနီမဝေးကျွန်တော်တို့ဒါအတိုင်းတာတစ်ခုမှာအာစနိုသင်ဖလိုက်ရမယ်ဒီခြေတိုင်းဆက်သွားချန်ပီယံလိမရနိုင်ဆိုတာမဖြစ်နိုင်ဘူးဖြစ်နိုင်တာပဲဘာလို့ဆိုခုနပြောဆိုလက်ရှိမှာကစားသမားတွေ confidence ရှိခုနပြောဆိုကစားသမားတွေအနေနဲ့ ဒါအာတီတရဲ့အာတာချက်တခုလို့ပြောလို့ရတာကခုနပြောလို့ပဲသူ့ကိုမမြင်ဘူးတဲ့အသင်းတွေကိုသူတမဖို့တော့သူကပလန်မြင်းနဲ့ရှိပြီလားသူ့ကိုဒါခုနအာတီတကိုအာတီတကိုနိုင်တဲ့အသင်းတွေじゃသူ့ကအာတီတကအမြင်နဲ့နိုင်တဲ့အသင်းတွေဖြစ်နေတာဥပမာအိဇာပြောမှဆိုလက်ရှိမှာဆိုအာတီတဒုက္ခအသင်းဥက္ကအာတီတဒါဒုက္ခပေးနိုင်မဲ့အသင်းကဒုက္ခကိုပေးတာဘာလို့ဆိုတော့အာတီတအကြောင်းကိုသိလို့အဲ့တော့ဥပမာဆိုအန်ဆယ်လော်တီတို့အာတီတဆိုတာအန်ဆယ်လော်တီနည်းနဲ့ဘလောက်ထိအာတီတကိုဒါကျွန်တော်တို့ on the paper မှာလေ့လာလေ့လာ on fee မှာမတွေ့ဘူးသူသိ သိမှာမဟုတ်ဘူးကစားသမားတွေကလည်းကင်လီယန်အမ်ပါပီတိုအုပ်စုနဲ့ဆာလီဘာကိုဒါကျွန်တော်တို့ပြင်သစ် training မှာတွေ့ဝူးပြီမယ်ပြန်စစ်သားကြည့်မယ်ဆာလီဘာနဲ့ကင်လီယန်အမ်ပါပီအနေနဲ့ဒါကျွန်တော်မှတ်မှတ်ရပြင်သစ်လီဂူးမှာတွေ့ခဲ့တဲ့နောက်ကလွဲလို့ဒီနောက်ဘက်မှာပြန်တွေ့တဲ့ဥစ္စာကရှာတယ်အဲ့တော့ပြောချင်တာဗျခုနကခင်ဗျားခင်ဗျား on paper မှာဘလောက်လေ့ကျင့်လေ့ကျင့်လေ့ကျင့်လို့ရတယ်ဒါပေမဲ့ဒီနေရာမှာတကယ်ကွင်းထဲမှာတွေ့တဲ့အချိန်မှာဝုန်းနိုင် surprise တွေ့ပြီဆိုဟာဆာလီဘာဒီလိုကောင်းကြီးလားဆိုပြီးတော့ဖုံးလို့ဖြစ်သွားနိုင်တယ် အဲ့ဒီ element of surprise မှာအာဒိနာမှာအပြည့်ရှိတယ်အဲ့ကြောင့်မို့ဒါမမဲ့ရကျွန်တော်တို့အာဒိတာတကယ်အောင်မြင်တဲ့နေ့မှာဘယ်သူမှတားမရစီမရဖြစ်တဲ့ချိန်မှာဒါပဲအာဒိတာ element of surprise မှာအရန်ကောင်းတဲ့တုန်းကပါတယ်ဝုန်းနိုင်လို့ပြချိန်မှာဒါဘယ်သူမှလားတားလို့မရအဲ့တော့မမဲ့ရတားလို့ရခဲ့တာစီးတကောင်မရှိအဲ့တကောင်လည်းကတ်ပြီးတားသွားတာမမဲ့ရနောက်ဆုံးချိန်နောက်ဆုံးမိနစ်ချိန်ပြီးတားသွားခဲ့တဲ့တွေ့မှာပါအဲ့တော့လက်ရှိချိန်မှာဒီ element of surprise ကိုဘယ်သူတားနိုင်မလဲ ျွန်တော်အနေနဲ့သိတော်မျိုးဒါပေမဲ့လက်ရှိအချိန်မှာနင်းလာငါလာဟိဆိုတဲ့ပုံစံမှာ Louis Andike ရဲ့ PSG ဒါမှမဟုတ် Hansi Flick ရဲ့ Barcelona ဒီညမှာအဲ့တော့ဟိုဘက်ကတက်လာမယ်အသင်းလက်ရှိမှာဒါကျွန်တော်တစ်ဖက်ကတက်လာမယ်ဘာ Bayern Bayern နဲ့ Inter တက်လာဒါပေမဲ့ Inter မှာဆိုရင်တော့ကျွန်တော်နည်းနည်းစိတ်ဝင်စားတယ် Inter Milan လို့အသင်းမျိုးနဲ့ဒါကျွန်တော်တို့ Arsenal ဘယ်လိုလဲ Real Madrid ကလက်ရှိမှာဒါတိုင်ပတ်နေတဲ့အခြေအနေမဟုတ်လို့ဆိုတဲ့ဥစားကိုလည်းခဏသုံးလို့ရတယ်ဒါပေမဲ့ element of surprise မှာခုနကပြောသလိုပဲ Arteta ကို Inter Milan နဲ့တွေ့ပြီ Inter Milan ဘာလို့ပြနိုင်မလဲ ဒါပေမဲ့ခုန attack ကြီး attack ကြီးအသင်းချင်းဆိုတာဆောင်းအောင်မိုက်မယ်နေတာမှာဒါပေမဲ့ကျွန်တော်စိတ်ဝင်စားရစရာအများကြီးရှိအဲ့တော့လက်ရှိမှာဒါ Premier League မှာ Arsenal အသင်းနေနဲ့အရင်တော့ကပုံစံမျိုးမဟုတ်ဘူးမြင်ဒါပေမဲ့ Champion League မှာခုနဘောလို့ပဲ individual style team mode ကဆောင်းအောင်လက်ရှိကျွန်တော်ဒီနေ့ quarter final ကိုကြည့်ရတော့ပေါ့နော်ဒါကျွန်တော် Inter Milan နဲ့ Arsenal နဲ့ပုံစံခက်ဆစင်သွားတယ်ဒါပေမဲ့ Inter Milan ကခုနဘောလို့ပဲ individual brilliance တော့ team mode ကိုဖိသွားအဲ့တော့ စောင့်ကြည့်ချင်တာပေါ့ဗျာနော်ခုနကပေါ့အင်တာမီလန်တက်လာခဲ့ပြီဆိုရင်ဒါခုနကပေါ့လို့အာစနယ်သိနေတာကျွန်တော်တို့ဘယ်လိုမျိုးတွေ့ဗျာခုနကကျွန်တော်သိတော့အက်စတန်ဗလာနဲ့တွေ့ဘောအိုသူတို့ PSG နဲ့အရင်တွေ့မှထင်တယ်နော်ဟောဆိုအက်စတန်ဗလာ PSG ပွဲစဉ်ဘယ်လိုလာမလဲမသိမှတာကျွန်တော်တို့တစ်ဖက်ကတာ PSG တို့ဒီဘက်ကအုပ်စုထင်တယ်အဲ့တော့ပြောချင်တာဗျာသိလားအာစနယ်သိနေအခုလက်ရှိမှာကျွန်တော်ပြောချင်တဲ့အရာကအဖြေကတခုရှင်းရှင်းလေးလက်ရှိချန်ပီယံလိမှာဘယ်ကောင်လာလာမကြောက်ဘူးဆိုရယ် signature အာစနယ်သိပိုင်ဆိုင်သွားပြီအဲ့အဖြေကရှင်းရှင်းလေးပဲလက်ရှိမှာချန်ပီယံလိမှာအမြင်ရလို့တော့ကျွန်တော်ခေါင်း တလုံးအမြင်နဲ့တာရီရဲ့မက်ထရစ်လူအသင်းမျိုးကိုတည်းခေါင်းမဖော်နိုင်အောင်လုပြသွားနိုင်ခဲ့တာအင်မတန်မှတော့ကျွန်တော် element of surprise ပဲအဲ့လက်ရှိမှာ Arsenal အာတီတာအသင်းက teamwork မှာတကယ်ကို brilliance ဖြစ်တယ်ဒါပေမဲ့ teamwork brilliance ဖြစ်လို့ဒါခုနပြောသလိုပဲတကယ်တော့ကျွန်တော်ပင်ကိုဒါကျွန်တော်တို့ဟို individual scale မှာ individual scale မှာတကယ်ကိုအဆင့်တန်းရှိလို့ねအသင်းတစ်သင်းဖြစ်တယ်ဆိုတာကတော့လုံးဝငင်းစရာမလိုဘူးလို့ကျွန်တော်ရဲ့ပုံကူကြီးရမမြင်မိတဲ့မှာပါတယ်ဘောနော်အဲ့တော့ပြောချင်တဲ့အတိတ်ပဲကရှင်းရှင်းလေး Arsenal အသင်းနဲ့ဒီနေ့ပွဲစဉ်မှာ သူတို့အနေနဲ့တယောက်ချင်းစီမှလည်းကောင်းတယ်တင်းမော့မှလည်းကောင်းတယ်အကုန်ကောင်းတယ်အဲ့တော့အဲ့ဒီအကုန်ကောင်းတာဟုတ်နော်ဘယ်လိုပရီးမီးယားလိမှာပြန်သုံးဖို့အတွက်အာဆနယ်တဲ့အလူရှိနေတယ်လို့ကျွန်တော်အနေနဲ့ပုံကိုကြီးရမှာမြင်ပြီးရတယ်မှာပါတယ်ဘုနော်အဲ့တော့ပြောချင်တာကဒါအဖြေကရှင်းရှင်းလေးပါပဲအာဆောင်တဲ့လုပ်ငန်းစဉ်ကိုဆက်လက်ပြီးပြည်သူတွေနဲ့ယုံကြည်ပေးကြပါအာတိတ်တာမှာအများကြီးအများကြီးအများကြီးလုပ်ပြရစရာတွေ ကြံသေးတယ်လို့ပြောချင်ပါတယ်အဲကျွန်တော်ကအာဆင်နယ်ကိုဒါကျွန်တော်တို့ယုံကြည်တယ်ဒါလက်ရှိမှာကျွန်တော်တို့လုပ်ပြအောင်မယ်လို့လည်းကျွန်တော်အနေနဲ့မြင်ပြီးရတယ်မှာပါတယ်အဲလက်ရှိမှာဒါကျွန်တော်တို့မြို့ကပြန်ပြတဲ့အောင်အနေနဲ့အာဆင်နယ်သိရင်အကောင်ဆုံးနေလုပ်ပြပါကျွန်တော်ဒါပရီးမီးယားလိဂ်ကလပ်တွေနေနဲ့လက်ရှိမှာအက်ဆွန်ဗလာကတိတ်မလွယ်ဘူးမြင်နေတာမနိုင်ပါဘူးဒါပြေအက်ဆွန်ဗလာအသင်ကြီးတာမဟုတ်ပဲ PSG နဲ့အက်ဆွန်ဗလာအသင်နေတကယ်ဟိုဗီလာတကယ်မလွယ်ဘူးလို့ကျွန်တော်နေနဲ့ပုံကူရေးရမှာမြင်ပြီးရတယ်မှာပါဒါကြောင့်မို့ခုနကပြောလို့ဘိုးဘွေလေးလေးပြောဘိုးဘွေလေးလေးနဲ့ဂွန်းကွက်ကွက်ကိုပြောရမယ်ဆိုရင်တော့ဒါလက်ရှိ personal အမြင်ရဆိုရင်တော့တကယ်တမ်း နေလားငါလားဟိဆိုတဲ့ movement ညီမှာတော့အနေနဲ့များဒါကျွန်တော်တို့စိတ်ပူမိတာတော့အမှန်ပဲဒါပေမဲ့လက်ရှိမှာဒါ Arsenal သင်းကဒါအင်္ဂလန်ဂုံဆောင်သွားနိုင်မလားတချို့တော့စောင့်ကြည့်ရမှတော့ပါပါတယ်။နောက်ပါပဲ ဘလုံးဘွဲတွေကိုကြီးရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ TV Voice တို့မှာကျင်းလို့ဆိုတော့ပေါင်းကိုကြည့်လို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုအောက်က comment တွေမှာလည်း youth sport media 3.0နဲ့ TV Voice တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်ပြောဆိုကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးတော့ကျွန်တော်အားပေးလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဟုဗျ။များများကလစ်မှမမေ့နိုင်အောင်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်လက်ရှိမှာပုံမှန်လင်းပြောရမယ်ဆိုရင်တော့ကျွန်တော်ကဟိုငလင်ဘေးတန်တွေကိုကူညီပေးနေညီကိုတွေကိုလည်းအများကြီးအများကြီးကျေးဇူးတင်ပါတယ်ပြောရင်လည်းပဲကျွန်တော်တော့ကွန်ပျူတာပေါ့။နောက်မှကျွန်တော် AC2 ကြရအောင်။ Trivovia.